ဒီ industry ဘယ်လိုဖွင့်ပြအောင်လုပ်မလဲအဲပတ်စံဘယ်လိုဒီတမကဘယ်လိုရှာလို့ရမလဲပေါ့ဟုတ်တယ်ဒီလိုမျိုးအဲ topic လေးအများကြီးဆွေးနွေးသွားမှာဖြစ်ပါတယ် DJ တွေအကုန်လုံးစုပြီးတော့ wave fan လေးကင်မယ်ဆိုတော့ဘယ်လိုမျိုး ္ဂလာပါဟုံးအားတော့အခုဒီနေ့ကန်တာ shopping center ကဒါ level 2ကိုရောက်နေတာပါဒီ level 2မှာဆိုလို့ရှိရင်ဒါ DJ meetup ပွဲပေါ့နော်ဒါ DJ နဲ့ပတ်သက်တဲ့စကားပြောတွေ့ဆုံခန်းလေးပေါ့နော်အဲ့ဒါလုံပါပေါ့အဲ့ဆိုဟုံးအားဒီနေ့ပွဲကိုရောက်နေပါတယ်ဒီပွဲကရရှိတဲ့အလူငွေတွေကိုပေါ့နော်ဒီအလုံးမှာရှိတဲ့ဒါနားမကြားကြအောင်လည်းလူတန်းသွားမလို့သိရတယ်အဲ့တော့ဒီနေ့ပွဲမှာဘာ activity ပါဝင်လဲဆိုတော့ကြည့်မယ်ဒါပေမဲ့အခုလောလောဆယ်ဘယ်သူနဲ့တွေ့နေရလဲဆိုတော့ ဒီဂျေတတန်းဒါဆယ်စုနှစ်နှစ်နှစ်ခုကြာကြာလောက်ရှိသွားပြီလေကိုကြီးမီကီနဲ့တွေ့ရပါကိုကြီးမီကီမင်္ဂလာပါမင်္ဂလာပါဗျဟုတ်ကဲ့ဒီနေ့ဒီဒီဂျေမီတာပွဲရှိရဲဆိုတော့ဗောနော်အခုဘယ်လိုပါဝင်ဖြစ်တာလဲပြပြပေးပါအောင်အဲကျွန်တော်ကကျွန်တော် OG Championship ရဲ့ just အနေနဲ့ဗောနော်ဒီမှာဖိတ်ကြားရပါတယ်ကျွန်တော်လည်းအဖွင့်အမှားစကားလေးပြောကြရမှာဖြစ်ပါတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ဒီ DJ တင်တန်းကြောင်းတွေဗောနော်ဒီ DJ school တွေကိုလည်းကျွန်တော်တို့က partnership အနေနဲ့ပါဝင်လာပါတယ်ကျွန်တော်တို့အတွက်လည်း incorrect incorrect နေနဲ့ဘူးလေးတစ်ခုစီစဉ်ထားပြီးတော့ဗောနော်တန်တန်းကိုစုံစမ်းနေတာမျိုးတက်ရောက်နေတာအနန်နေတာတွေအတွက်လည်းကောင်တာလေးတစ်ခုထားပြီးပါပြီအဲ့အတွက်လာရောက်နေတာပါဟုတ်ကဲ့ပါ င်္ဂလာပါမင်္ဂလာပါမိုင်ဟုတ်ကဲ့အခုနာမည်လေးနဲ့မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်က Passport ပါကျွန်တော်က DJ Music Producer နဲ့နောက်ပြီးတော့ Co-founder of Radio Entertainment Bali Collective ဖြစ်ပါဒီပွဲလေးလောရတဲ့အကြောင်းအရာပေါ့နော်ကျွန်တော်မနေ့ကကျွန်တော် Brazil သွားပြီးဖြောပြရဲ့အချိန်မှာကျွန်တော် Brazil မှာလည်းသူ DJ အဲ့လို week အဲ့လို monthly meet up တွေပဲရှိရတာဆိုကျွန်တော်အဲ့ meet up ပွဲကိုရောက်လာချိန်မှာကျွန်တော် inspire ဖြစ်သွားပါဘောเนาะဆိုသူဒီ DJ မျိုးစုံပေါ့เนาะနာမည်ကြီးတဲ့ DJ ကနေဒီအခုမှစတက်တက်စ DJ အကုန်လုံး hang out လုပ်တဲ့ညလေးဆိုအဲ့လို barbecue လုပ်ပြီးတော့ ပြီးပညာရေးဖလှယ်ကြရဲ networking လောက်တဲ့ event လေးဆိုအဲ့ဒါလေးကြည့်ပဲ။အော်ငါတို့မြန်မာပြည်မှာလည်းဒါမျိုးရှိရင်ကောင်းပါပဲ။ဘာလို့ဆိုဘယ်သူမှမလုပ်သေးတဲ့အတွက် so အဲ့ idea ကိုကျွန်တော် inspiration ယူပြီးပါတော့မြန်မာပြည်မှာလာလုပ်ဖြစ်တာဖြစ်ပါတယ်။လာရဲ့ DJ ပေါ့နော်။အားလုံး music producer တွေ DJ လာရဲ့လူတွေအကုန်လုံးဆီကအလွန်ဝင်လေးကောက်ခံပြီးတော့ပေါ့နော်။ကျွန်တော်စင်းစရာကို online မှာလည်းတင်ပေးမယ်။ဒါကိုဒီ Mary Chapman School of Dev ပေါ့နော်။နားမကြားကြောင်းလေးကျွန်တော်ထူထမ်းသွားဖို့ရည်ရွယ်တာဘာဖြစ်ဖြစ်ပေါ့နော်။အားလုံးတခုပေါ့နော်အားလုံးတခုအားလုံးစုစုစည်းစည်းနဲ့တခုကိုလှုပ်လိုက်တိုင်းနဲ့ဆိုတာလေးပြကြံ င်တာပေါ့နော်ဆိုတော့အဲ့ရေရချမ်းနဲ့ဒီဟာလေးလုပ်ဖြစ်တာပါဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကိုမရေမင်္ဂလာပါဟုတ်မင်္ဂလာပါဗျဟုတ်ကဲ့ရှင်အာဒီနေ့ဒီ DJ Meter ပွဲလေးကိုပေါ့နော်အခုပေါင်းဖြစ်ပုံလေးပြပြပေးပါအောင်ဟုတ်ဟိုဟာဒီ DJ Meter ပေါ့နော် DJ Meter ဆိုတာကျွန်တော်တို့လက်ရှိဟိုတခြားကားတို့ပါလို့ဆိုရင်တို့ဟိုဒီဝါသနာပါတဲ့လူတွေပေါ့နော် Meter လောက်ကြရဲပေါ့နောက်ပြီးတို့ knowledge sharing လောက်ကြရဲကိုတိရတယ်မတိရတယ်အကုန်လုံး sharing လောက်ကြရဲဥစ္စာပေါ့နော်ကျွန်တော် DJ Meter ကလည်းဒီတိုင်းပဲကျွန်တော်တို့ဒီမှာရှိတဲ့ community တွေတခုပေါ့နော်အဲ Betty DJ မဆိုဘာသူမဆိုနော် music producer လည်းရရဲ DJ DJ and producer လည်းရရဲ DJ ring ုပ်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်လာပြီးတော့ကျွန်တော်တို့ meet လုပ်ကြတယ်ပြောမယ်ဆိုကျွန်တော် networking ပေါ့နော်ဥမာကျွန်တော်နဲ့မသိသေးတဲ့အငယ်တွေနဲ့ကျွန်တော်တို့တီးခွင့်ရမယ်အဲနောက်ပြီးကျွန်တော်တို့နဲ့အသက်ရင်းရင်းမင်းရင်းမင်းမှုမရှိသေးတဲ့အကြီးကြီးနဲ့လည်းကျွန်တော်ရင်းနှီးမှုရမယ်နောက်ပြီးကျွန်တော်တို့ဒီမှာကျွန်တော်တို့မှာရှိတဲ့ experience လေးတချို့နောက်ပြီးအငယ်လေးစီကလည်းကျွန်တော်ဗာကြားရမယ်ဗာသိရမယ်ပေါ့နော်အဲ့တော့အဲ့ဒီရဲ့ချက်လေးနဲ့လုပ်တဲ့ဒီ meet up လည်းဖြစ်တယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်လက်ရှိဒီ OJ Championship ကျွန်တော်တို့က OJ Championship မှာကျွန်တော် judge လုပ်နေရတဲ့အတွက်ဒီ OJ Championship ရဲ့ကျွန်တော်တို့အကြောင်းပေါ့နော် story နောက်ပြီးတော့ကျွန်တော်ဗာကြားလုပ်တယ်ဆိုရည်ရွယ်ချက်ကလေးပါသူတို့ကိုကျွန်တော် information ပေးခြင်း င်းတာ။ဒါပြောဆိုတော့ကျွန်တော်နောက် round တွေရှိလာခဲ့ရင်နောက် season တွေရှိလာရင်သူတို့လာပြီးပြိုင်စီချင်တဲ့ရည်ရွယ်ချက်လေးအဲ့တခုကိုလည်းကျွန်တော်တို့ပြောမယ်ဆိုတော့ဒီ meet up လေးကိုကျွန်တော်လာပြီးတော့ join ဖြစ်ပြီးတော့ကျွန်တော်တို့ကအဲ guest speaker အနေနဲ့ကျွန်တော်လာပြီးတော့ဟိုဝင် join ဖြစ်ကြပါ။ဟုတ်ကဲ့ပါရှင်အခုလောက်ပြည့်ပြီလေကျေးဇူးများကြီးတင်ပါတယ်။ကျေးဇူးပါဟုတ်ကဲ့ပါကိုရလို့မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီပွဲမှာပေါ့နော်ဘယ်လိုအကြောင်းအရာလေးထည့်ပြီးဆွေးနွေးဖြစ်သွားမလဲဆိုပြောပြပေးပါအောင်။အဲဘယ်လိုအကြောင်းအရာလေးဆွေးနွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအဓိကကတော့ဒီမြန်မာ industry ရဲ့အကြောင်းတွေဆွေးနွေးဆွေးနွေးကြမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ ဒီ industry ဘယ်လိုဖွင့်ပြအောင်လုပ်မလဲအဲပတ်စံဘယ်လိုဒီဓမ္မကဘယ်လိုရှာလို့ရမလဲပေါ့ဟုတ်တယ်ဒီလိုမျိုးအဲ topic လေးအများကြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအများကြီးဖြစ်ကြပြီလေကျေးဇူးများပဲတင်ပါတယ်ဟုတ်ပါကျေးဇူးပါဒီနေ့ကဆုံးသနိုင်မယ် DJ တွေအကုန်လုံးစုပြီးတော့ wave fan လေးကံမယ်ဆိုတော့မလာမပြတ်ပေါ့အဓိကအာကျွန်တော်တို့သိထားတဲ့ဒီဒီကျွန်တော်တို့ industry မှာကျွန်တော်တို့ဘယ်လိုဖြတ်တန်းခဲ့ရဲဆိုတော့ကျွန်တော်တို့တငယ်ချင်းချင်းချင်းအာပြီးတော့အာလာတက်ကြတဲ့ကျွန်တော်တို့ဒီ DJ တငယ်ချင်းတွေစီကိုကျွန်တော်တို့ကပြန်ပြီး sharing လုပ်တဲ့သဘောလေးပေါ့ ပွဲကိုစတာရင်ဝင်လို့ရှိရင်ဒီမှာ BMA ပေါ့နော်ဘာမှ Music Academy ရဲ့ book ကိုတွေ့ရမှာပါဒီမှာဆိုလို့ရှိရင်သူကဒါ DJ နဲ့ပတ်သက်ပြီးတာတင်နိုင်တယ်အဲ့လိုရရပေါ့နော်အမ Total Skill Plus တို့ Music Production Class တို့လည်းရှိရဲပြီးတော့ဒီဘက်မှာဆိုလို့ရှိရင် DJ Mickey ရဲ့တင်နိုင်ကြောင်းပေါ့နော် Invader DJ Lab မှာဆိုလို့ရှိရင်လည်းတင်နန်းအဲ့လိုရပါတယ်။ DJ ကြိုက်တဲ့သူတွေသိမှာပါလား424ပေါ့နော်။ဒီပွဲကိုဒါတို့ရတဲ့ moderator အနေနဲ့စီစဉ်ကျင်းပါဆိုတော့ဒါတို့ရဲ့ photo booth ပါ။ က်တွေ့တာအမှားရဲ့နေပိုင်းနဲ့အားကောင်းတောင်းပါပါတယ်။ဆိုကျွန်တော်ခါမမလို့ဘူးသေးဘူးเนาะ။အဲ့တော့အခုလိုဟိုကငယ်လေးအဲ့လိုအများကြီးပြောပြရတယ်မျိုးဆက်တွေပေါ့။အနာမျိုးဆက်တွေပြောပြရတယ်အရန်ဝင်လာပါတယ်။ပြီးကိုယ့်ရဲ့ brand ကိုလည်းပြချာပြဆောင်ရမယ်ပေါ့နော်။ကိုယ့်ရဲ့ brand ကိုကကိုကကိုကညနေ unit ဖြစ်အောင်ပေါ့နော်။ညနေမတူအောင်ကိုယ့်ရဲ့ပုံစံကိုကွဲပြားအောင်ဖန်တီးနိုင်တဲ့အချိန်မှာတခြားပြည်တွေနဲ့ကိုကကွဲပြားပြီးတော့ဟိုအားလုံးကဒီထားမိကြပါပေါ့နော်။အဲကျွန်တော်ပြောနိုင်တာကတော့ကျွန်တော်ကတော့ စောက်လို့ရကျွန်တော်ကလက်ဒီဂျီအခုချိန်ထိလည်းကျွန်တော်ကလက်ဒီဂျီအဲကျွန်တော် producer ဘိုင်းမှာကျွန်တော်ဆိုတာအားနေပြီဒါပို့ကိုလည်းမခံနေအခုချိန်ထိကျွန်တော်ထုတ်ခဲ့တဲ့ချင်းအောင်လည်း၅ချောင်းသာမပြေသေးဘူးအဲ message လေးနည်းနည်းပတ်ပါနဲ့ဒီအစင်မရှိသေးအဲ့တော့ကျွန်တော်ဒီနေ့လာနေတဲ့ကညီကိုလေးတကယ်ချင်းတွေကိုပြောလိုက်တာတော့အဲတချင်းဖွင့်တဲ့အပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်သိတာလေးပြောပြလို့ရတယ် ဟိုတခြင်းဖွင့်တဲ့ယုံနဲ့လည်းမရပါဘူး။ပွဲရပွဲလို့ကျင်နေဆိုရင်တခြင်းဖွင့်တတ်တာနဲ့ပွဲရလို့ကျင်လို့မရဘူး။ပွဲလို့ကျင်ပွဲရအောင်လုပ်ရမယ်တခြားသောဟာတွေရှိသေးတယ်ပေါ့နော်။ဆိုတော့အဲ့ဒါမျိုးပေါ့။ဆိုတော့ကျွန်တော်တို့ကဟိုလုပ်ရမယ်လုပ်ရမယ်အလုပ်ကိုကျွန်တော်တို့ထိထိမိမိလုပ်မိဖို့လိုတယ်ပေါ့။အဓိကအဲ့ဒါလေးပဲ။ကျွန်တော်ကတော့ဒီ2000စက္ကူအနောက်စက္ကူမှာအားကြီးရဲ့အမ်စတာဒီစမာလာတေကတ်ဝါဘိုရိုက်တီဟိုကိုစက်ကိုဆိုရင်ရောဘတ် လောက်ကို music တွေဖွင့်လဲ movie ကိုကျွန်တော်တို့က DJ တယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်က DJ ဟောတော့ကျွန်တော်က producer လို့ကျွန်တော်ပြောတယ် producer ဖြစ်တယ် DJ တယောက်ဖြစ်လာတယ်လူတယောက် movie ရဲ့ကိုယ့်ရဲ့ setup တစ်ခုမှာ movie ကို adapt ကြအနေနဲ့ဘယ်လိုခေါ်သွားမလဲဒီ crowd ကအခုဘာဖြစ်နေလဲအဲသူတို့ကကိုယ့်နဲ့ enjoy ဘယ်လိုဖြစ်နေလဲမဖြစ်ဘူးဆိုရင်သူတို့ဘယ်လိုဆွဲခေါ်ရမလဲဆိုတဲ့အဥစ္စာတွေကကျွန်တော်တို့ကအဲ့မှာကျွန်တော်ရောက်ရောက်လေ့လာခဲ့ရတယ် အာ DJ လောကရဲ့ဟိုအရင်တော့ကိုယ့်ရဲ့ senior တွေလုတ်ခဲ့မှုတဲ့အာဒီအတွေ့အကြုံတွေရောတွေ့ရတယ်။အဲခုနောက်ပိုင်းမှာလူငယ်ရဲ့အမားတွေရောပဲအမန်တွေရောအကုန်လုံးလည်းတွေ့ရတယ်။ကိုရီတွေ့ကြုံခဲ့ရတဲ့ဒီအလဲဆက်ပြောင်းမှာတော့ဖြစ်ခဲ့ရတယ်လည်းတွေ့ရတဲ့အတွက်အာအရှိမီနောက်နေလည်းမီတယောက်နေနဲ့အခုအာ funnel section မှာပါဝင်ဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်2019မှာကျွန်တော် like ဒီ company ကို DJ တနန်းကျွန်တော်စပြီးတော့ establish လုပ်လိုက်တယ်။ အဲ့အားလည်းကျွန်တော်တယောက်လေးပဲကျွန်တော် establish လုပ်ပြီးတော့ကျွန်တော် run နေပေါ့ဆိုတော့အစကတော့နည်းနည်းနည်း circle လို့ရတယ်ဘိုင်းရရှိတော့ music production နဲ့ dj လုပ်တော့ကျွန်တော်ကြာပြီပေါ့နော်73ခန်းတော့ပဲကလုပ်တာဖြစ်ပါတယ်ဒီလိုပေါ့အားလုံးကိုတွေ့ရကြရရန်ဝတ်တော့ပါတယ်လို့ဒီပွဲလေးလောက်ရတဲ့အတွက်လည်းကျွန်တော်ရန် PD ဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်လည်း select ပါကျွန်တော် local singer rock ကိုမှတ်ရောက်ပါကျွန်တော်ချစ်တီးပါတယ်ဒီနေ့လာရဲ့လူအားလုံးနဲ့တွေ့ရအောင် ဒီတက်လာတဲ့ခင်ဗျားတို့ရဲ့အကြောင်းဆိုတော့ခင်ဗျားတို့ရဲ့အကြောင်းကျွန်တော်တို့အဓိကဆွေးနွေးမယ်အဲ့တော့ရင်းရုံးပြပါကျွန်တော်တို့ကငင်းခုံကြမယ်ပြောကြမယ်အဲ့ဒီထက်ကနေပြီးတော့အခုတက်လာခဲ့တဲ့ကျွန်တော်ရဲ့တကယ်ချင်းတွေကဘလို့ဘာကိုယူရမလဲဘာကိုရှောင်းမလဲဘာကိုဆောင်းမလဲဆိုတော့ဒီရဲ့ဟာမျိုးအဲလိုက်ပြီးတော့ပြောကြပါတော့။ So ကျွန်တော်အားလုံးနဲ့ဒီပိုင်းဒီကျွန်တော် night live via ပေါ့နော်။ဒီနိုင်ငံဖြစ်ပြီးရဲ့နောက်ပိုင်းမှာလို့ပျက်စီးသွားရဲ့ပြောကြရရှိရဲ။ဒီပြီးတော့ drugs တွေပေါ်လာရောဘူးရဲ့စေးသွားရဲ့အရန်ပေါ်လာရဲ့ဟာ